လူမျိုးရေးခွဲခြားမှုတွေကိုဆက်လက်ပပတုတ်ပြန်နိုင်ခဲ့တဲ့ကစားသမားများအားလုံးပဲမင်္ဂလာပါလူမျိုးရေးခွဲခြားမှုဆိုတာအားလုံးစံချင်နေကြတဲ့အရာဆိုပေမဲ့ကမ္ဘာနံပြားမှာတော့အခုထိရှိနေဆက်ဖြစ်ပါတယ်ဘလုံးကမှလည်းအားလုံးဒီပါစံချင်နေကြပေမဲ့လူမျိုးရေးခွဲခြားမှုတွေကယနေ့အထိတိုင်ရှိနေဆက်ဖြစ်ပါတယ်ထိပ်သီးလိကြီးတွေနဲ့နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာတော့လူမျိုးရေးခွဲခြားမှုတွေရှိနေတတ်ပါတယ်ဒီလိုမျိုးလူမျိုးရေးခွဲခြားတာကကစားသမားတွေကိုစိတ်တပိုင်းဆိုင်ရာထိခိုက်စေရုံသာမကပဲနဲ့ကွင်းတွင်းခြေဆမ်းပိုင်းတွေကိုပါပို့ပြီးတော့ကြာဆင်းသွားစေနိုင်ပါတယ်ဒါပေမဲ့လည်းတချို့စိတ်တတန်မာတဲ့ကစားသမားတွေက တော့လူမျိုးရေးခွဲခြားမှုတွေကိုမမှုပဲနဲ့ပြန်ပြီးတော့တုတ်ပြန်နိုင်ခဲ့ကြပါတယ်။ဒီနေ့မှာတော့လူမျိုးရေးခွဲခြားမှုတွေကိုဆက်လက်ပပတုတ်ပြန်နိုင်ခဲ့ကြတယ်။ကစားသမားတွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါတယ်။နံပါတ်1အနေနဲ့ကတော့ Danny Ever ပဲဖြစ်ပါတယ်။ Danny Ever ကခွန်ကြီးတို့စီမံရှိစဉ်တုန်းက2014ခုနှစ်မှာ VR ရဲ့အသင်းနဲ့အဝေးကွင်းပွဲတွားရောက်ကစားခဲ့ရပါတယ်။အဲဒီပွဲစဉ်မှာ Danny Ever ကတောင်းကန်ဘောကတ်မဲ့အချိန်မှာတမတ်ပရိသတ်တူကမပြောသင့်တဲ့လှမ်းပေါက်ခဲ့ပါတယ်။ဒါကမြောက်ဆိုတဲ့ဒိဗန်နဲ့ခိုင်နိုင်ပြီးတော့လူမျိုးရေးခွဲခြားတဲ့သဘောလေးဖြစ်ပါတယ်။အဲဒီမဲ့ Danny Ever ကတော့အိမ်မပြောသူကိုကောက်စား ပြီးလာလာပပပြန်ပြီးတုတ်ပြန်သွားခဲ့ပါတယ်။ဒါလူမှုကွန်ရက်မှာကမ်ပိန်းတစ်ခုလိုတော့ဖြစ်သွားခဲ့ပြီးတော့တခြားကစားသမားတွေကလည်းလူမျိုးရေးခွဲခြားမှုကိုစန့်ကျင်တဲ့အနေနဲ့မပြောသေးစားတဲ့ဗီဒီယိုတွေလိုက်တင်ပြကြပါတယ်။နမန်းနေနေကတော့ Mario Balotelli ရဲ့ဖြစ်ပါတယ်။ဒူဇိုလီ Balotelli ရာဆိုရင်လူမျိုးရေးခွဲခြားသူတွေရဲ့တားကောင်ဖြစ်ခဲ့ပြီးတော့မကြာခဏခွဲခြားခံခဲ့ရပါတယ်။နာမီလန်သင်းမကစားစင်တွင်ကမြင်းကြောင်းတင်းနဲ့ပွဲစဉ်မှာ Balotelli တရားလူမျိုးရေးခွဲခြားခံခဲ့ရပါတယ်။မြင်းကြောင်းတင်းရဲ့ပြည်သက်တွေကအီတလီမှာလူမဲမရှိဘူးဆိုပြီးတော့ Ohebi လူမျိုးရေးခွဲခြားခဲ့တာပါ။မြင်းကြောင်းရဲ့ အင်္ဂွင်းမှာနောက်တစ်ချိန်ကစားရတဲ့အခါမှာတော့ဘာလို့တော်ရီလဲကိုပြန်သွင်းနိုင်ခဲ့ပြီးတော့နင်ဂျာတင်ရဲ့ပရိသတ်တွေရှိမှအမွဲခံရင်လက်စားချနိုင်ခဲ့ပါတယ်။အင်ဒါပရိသတ်တွေကလည်းအဖြူနဲ့မဲဆက်ကြားဖြစ်နေရတာထက်အမဲဖြစ်ရတာကပိုကောင်းတယ်လို့ဩခဲ့ပြီးတော့ဘာလို့တယ်လီဘက်ကရက်တီပေးခဲ့ကြပါတယ်။နံပါတ်3နေနေကတော့မူဆာမာရီကာပဲဖြစ်ပါတယ်။မာလီတိုက်စစ်မှုမူဆာမာရီကာကလည်းပေါ်တိုအသင်းမှာရှိစဉ်တုန်းကဗီတိုရီယာကမာရီတင်တဲ့ပွဲစဉ်မှာကွန်းနဲ့ဆောင်ဝင်လာကလေးကလူမျိုးရေးခွဲခြားခံခဲ့ရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီပွဲစဉ်မှာမာရီကာတရအဆုံးဖြတ်ကိုကိုသိမ်းယူနိုင်ခဲ့ပြီးတော့လက်က တောင်းအောင်ကိုလည်းညှို့ထုတ်ပြတဲ့ပုံစံနဲ့အမွဲခံထားခဲ့ပါတယ်။ဘတ်တင်ပရိသတ်တွေကလည်းမာရီကာကိုခုံနေနဲ့ပါပြပောက်ပြီးတော့ပွဲလဲဆူသွားခဲ့ကြပါတယ်။မာရီကာအဲဒီလိုအမွဲခံလို့ဆိုပြီးတော့ကွန်းနယ်တိုင်းကလည်းအဝါကပ်ပြသခဲ့သေးပါတယ်။လူမျိုးခွဲခြားတာကိုစန့်ကျင်တဲ့အနေနဲ့အမွဲခံတာကိုကွန်းနယ်တိုင်းကအဝါကပ်ပြသတဲ့အတွက်ဆက်ကစားဖို့ပါညှင်းဆန်ခဲ့ပြီးတော့ကွန်းနယ်ကပါထပ်သွားခဲ့ပါတယ်။နံပါတ်၄နေနေကတော့နံပါတ်ကြီးထမင်းကအင်္ဂလန်သားတွေဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံဆိုတာလူမျိုးရေးခွဲခြားမှုတွေနဲ့စိကံမဲ့တဲ့ပြည်သက်တွေကြောင့်နာမည်ကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ကွန်းနေကိုလူကြီးတွေပေးမှုဝင်မယ်နဲ့ကလေးတွေပဲပေးဝင်ရင်တော့မှအဲ့ဒီကလေးတွေကလူမျိုးရေးခွဲခြားတဲ့နိုင်ငံမျိုးဖြစ်ပါတယ်။ဒါပါပလားခြေစစ်ပွဲတစ်ပွဲမှာတော့နာမည်ကြီးတစ်မိန့်ကအင်္ဂလန်သင်းဟာဟန်ဂေရီသင်းနဲ့တိုးဆူတဲ့ကြာရောက်ခဲ့ပါတယ်။ဟန်ဂေရီသင်းရဲ့အင်္ဂွင်းမှာတွားရောက်ရင်ဆိုင်ခဲ့ရပြီးတော့ပစိရီနဲ့ပြစ်ပေါက်တာမြောက်အော်တန်လေးလုပြတာစတဲ့နည်းမျိုးစုံနဲ့လူမျိုးရေးခွဲခြားခံရပါတယ်။ဒါပေမဲ့အင်္ဂလန်သင်းဂိုးတင်ပြီးတဲ့အခါမှာတော့အသင်းသားတို့ကပြစ်ပေါက်ထားတဲ့အေးအေးဘူးတွေကိုကောက်မောပြ ြတဲ့ပုံစံလုပ်ပြပြီးတော့ဆက်လက်ပပပဲတုံ့ပြန်နိုင်ခဲ့ပါတယ်။မြန်မာ၅အနေနဲ့ကတော့တောသားချက်ပေါင်းနဲ့အစ္စတန်ဘူအတင်းသားတွေပဲဖြစ်ပါတယ်။ဒါအရလူမျိုးရေးခွဲခြားမှုကိုစီလုံးမှုနဲ့တုံ့ပြန်နိုင်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။2020ခုနှစ်အတွင်းကချက်မြန်လေးအုပ်စုအစင်မှာတောသားချက်ပေါင်းအတင်းနဲ့အစ္စတန်ဘူအတင်းတို့ရှင်မြင်နေရပါတယ်။ဒါကစားချင်းမင်းနဲ့20လောက်မှာဖထုတ်တာတိုင်းကအစ္စတန်ဘူအတင်းရဲ့လက်ထောက်ညီကြကိုလူမျိုးရေးခွဲခြားတယ်ဆိုပြီးတော့ကွင်းပေးမှာအငင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အစ္စတန်ဘူအတင်းသားတွေလည်းဆက်မကစားတော့ဘဲနဲ့ကွင်းတွေကနေပါထွက်သွားခဲ့ကြပါတယ်။ဒါကတောသားတို့ကလည်းဆက်ကစားဖို့ညှင်းဆန် င်ခဲ့ပြီးတော့အကွင်းထဲကနေလိုက်ထွက်ပေးခဲ့ကြပါတယ်။ဒါကြောင့် UEFA ကတိုင်းအဖွဲ့ကိုပြောင်းလဲပြီးတော့နောက်တစ်နေ့မှပြန်ကန်ခိုင်းခဲ့ရပါတယ်။တကယ်လို့တောသားတို့ကအကွင်းထဲကလိုက်မထွက်ပဲဆက်ကစားမယ်ဆိုရင် Istanbul ကလည်းရှုံးနေမှာဖြစ်ပြီးတော့ပြစ်ဒဏ်လေးခံရနိုင်ပါတယ်။ဘူးတော့တောသားတို့ကပါစီလုံးညီညွတ်မှုနဲ့လူမျိုးရေးခွဲခြားမှုကိုစတင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။စုံလင်းကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။